စစ်ကောင်စီထိုင်းချုပ်နေပြည်နေပြည်တော်တပ်ကုန်းမြို့ရန်ကုန်မန္တလေးအမြန်လန်းကစစ်ကောင်စီဂိတ်စခန်းတွေနှစ်ရက်ဝန်းကျင်တိုက်ခိုက်ခံရတာကြောင့်အနီးအနားကကျေးရွာခုနှစ်ခုထက်မနည်းကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းတို့လှုပ်ဆောင်နေကရွာသားချို့ဖျက်ဆီးခံရမှုတွေရှိနေပါတယ်။ နေပြီးတော့တက်ကုန်းမြို့ရန်ကုန်မန္တလေးအမြန်လမ်းရှိစစ်ကောင်စီလေးကဒရာစစ်စေးဂိတ်နဲ့ရတပြည့်ချေပြုစစ်စခန်းကိုပြည်သူလူမျိုးရေးတပ်မတော် PLA နဲ့နေပြီးတော့တက်ကုန်း PDF တိုင်ရင်103တို့ကနိုဘာ17ရက်နဲ့နိုဘာ12ရက်တို့မှာတပ်ဖွဲ့ချင်းစီဝေရောက်ဆင်းနင်းတိုက်ခိုက်ခဲ့တာပါအဲ့ဒီလိုနေရစစ်တပ်ရဲ့ဆင်းနင်းတိုက်ခိုက်မှုတွေကြောင့်လေးကဒရာစစ်စေးဂိတ်ကြီးကဈေးကုန်းကန်ရိုးကြီးတာရွှေပြည်တာအေးစတဲ့ခြေရော်တွေနေတဝိုင်းနဲ့ ရဲရမီချေပြုစစ်စခန်းညောင်ဘက်ရွာရဲ့အရှိဘက်ရွှေမောင်းကိုတက်ကဲခြင်းပတောက်ကုံးအောင်ချမ်းသာစီးပြုကုံးညောင်အိုင်ထိလိုက်စားတဲ့ကြေရတဲ့အနီကိုစစ်ကောင်ရှင်တပ်တွေကစစ်ကြောင်းထုတ်လှုပ်ဆောင်နေတယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့ကြေရသားတွေကလူလူမြန်မာကိုပြောပါတယ်။မျက်မြင်တွေ့ရှိခဲ့တဲ့ကြေရသားတို့ကစစ်ကြောင်းတွေဝန်ထိုးနေတာတွေ့တယ်။ကျော်လေးတော့ဝင်လာတယ်။အဲကြောင်းရော်တွေဝင်သွားတယ်ရှိတယ်။ဒီရရှိတော့ခုံမေးခံသူတွေရှိတယ်။စီးပြုကုံးမှာရောတောင်းမှာရောဖမ်းခံရတယ်။အောင်ချမ်းသာမှာကရောဖမ်းခံရတယ်။ ပြည့်ပြည့်ချင်းလိုဘရောက်ကင်းတို့မှလည်းအာယောဆီရောခိုးစင်ခါစင်ကမ်ချင်တက်တွေဟာရမေတဲ့မျိုးနဲ့နေရနေပြီးတော့မြန်လန့်အနီးနဲ့ရတမြေချေပြုတ်စစ်စခန်းအနီးနေရာတွေကနေစစ်ကြောင်း၃ကြောင်းဖြင့်ပြီးခဲ့တဲ့နိုဝင်ဘာ၁၂ရက်ကနေဒီကနေ့နိုဝင်ဘာ၁၅ရက်နေ့ထိစစ်ကြောင်းတို့လှုပ်ဆောင်နေတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကထုတ်ပြန်သိပေးထားပါတယ် စစ်ကောင်ရှင်စစ်ကန်းနဲ့လေးကတရစခန်းခိတ်တိုက်ခတ်ခံရမှုတွေကြောင့်နိုဝင်ဘာ17ရက်ကနေဒီကနေ့ထိစစ်ကောင်ရှင်တပ်ဘူအောင်ဖွဲ့ဟာနေပြည်တော်စစ်ကောင်ရှင်ဌာနဆိုင်ရာဝန်ထမ်းတွေသူတို့ရဲ့ဆွေမျိုးတွေပတ်သက်နေသူတွေနဲ့ခီးသွားပြည်သူတွေကိုလုံခြုံရေးမှတ်တမ်းပုံပြမေးမြန်းတာမော်တော်ရီခန်းအတွင်းပြင်စစ်ဆေးတာလက်ကင်ဖုန်းတွေကိုတင်းယူစစ်ဆေးတာဖြင့်လူငယ်နဲ့လူလတ်ပိုင်းမျိုးသားတွေကိုအကြောင်းမဲ့ပြန်မလွတ်ပဲငွေညွတ်တောင်းယူတာရှိနေတယ်လို့ကိုယ်တိုင်ကြုံတင်းခဲ့ရတဲ့နေပြည်တော်ရှိဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မြို့ကန်တွေကလူလူမြန်မာကိုပြောပါတယ် နေပြီးတော့တက်ကုန်းမြို့နယ်ရန်ကုန်မန္တလေးအမြင်လဲလေးကတရာစခန်းခိတ်ကိုနေပြီးတော့တက်ကုန်း PDF တက်ရင်အမှတ်803ကဝင်ရောက်ပြစ်ခတ်ခဲ့မှုအတွင်းစစ်ကောင်စီတပ်သားနှုတ်သေးဆုံးကရရှိတူတိကဒဏ်ရာရရှိခဲ့တာပါဒါပြင်ရင်နာမြေချေပြူစစ်စခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဝင်ရောက်ဆင်းနေမှုမှာတော့စစ်ကောင်စီတပ်တွေစုခံထွက်ပြေးသွားတဲ့အတွက် အပြန်အလှန်ပြစ်ခတ်ခဲ့မှုတွေမရှိခဲ့ပဲစစ်စခန်းတစ်ခုလုံးကိုတည်ယူမီရှို့ဖျက်ဆီးခဲ့ကအနီးကျေးရွာဒေသခံအားလုံးကိုဖိတ်ခေါ်ပြီးလက်ရှိတော်လိုင်းရဲ့ခြေတွေနဲ့နိုင်ငံရေးသဘောထားတွေကိုဟောပြောဆွေးနွေးမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။